ျွန်တော်ဇုတ်တန်းကနေအိုင်ဇောမြို့ကိုပြန်လာတော့မယ်မနစ်ခင်းရဲ့မြင်ကွင်းလေးကတော့မြင်တဲ့တိုင်းမှာပဲတော်တော်လေးဥိပါတယ်ခင်ဗျာအခုကတော့ကျွန်တော်အာဇုတ်တန်း village ကနေကျန်ဖိုင်းမြို့လေးကိုကျွန်တော်သွားနေတာဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းကတော့ကျွန်တော်မပြန်နဲ့မပြန်နဲ့တွတ်တွပြောနေပါတယ်ဒါပေမဲ့ကျွန်တော်ကပြန်မယ်ပြန်မယ်ဆိုမှပဲအာပြောနေပါတယ်ဆိုတော့ဒါလူဘဝဆိုတာကကျွန်တော်စုံစုံလေးပြောရတာမဟုတ်လို့ အာအခုကတော့ကျွန်တော်မြို့ထဲမှာသွားတော့ပဲနေမှာเนาะကျွန်တော်တို့ highway land မှာပေါ်နေပဲကျွန်တော်စောင့်လိုက်တယ်ဘာလို့လဲဆိုတော့မြို့ထဲသွားရင်တော်တော်လေးကိုကြာမှာအချိန်ကိုကျွန်တော်မြို့ထဲမှာအချိန်မကုန်ဆုံးခြင်းမို့မြို့ပြင်မှာအာရှုခင်းလေးတွေကျင်းနေတဲ့သွားမယ်ဆိုရင်မှာမြို့ပြင်မှာပဲကျွန်တော်ထွက်ဆောင်ပါတယ်ဟိုဘက်ဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်ကိုသွားတဲ့လမ်းမှာခင်ဗျာမြင်တွေ့နေရတဲ့ရဟတ်ရင်ကတော့ကျွန်တော်တို့ Aizor မြို့ရဲ့ Legend 5ကိုအာစင်တစ်မှာဖြစ်ပါတယ် ဘဝဆိုတာကဘာလဲဆိုတော့ဝမ်းနေခြင်းပျော်ရွှင်ခြင်းကြာရှုံးခြင်းအောင်မြင်ခြင်းပေါ့နော်ဒါတော့ကျွန်တော်စိတ်ထဲမှာရှိရပြောတာပါဈာထဲမှာကျွန်တော်တို့ကျမ်းမာဖို့ရယ်ပျော်ပျော်နေတတ်ဖို့ရယ်အရေးကြီးပါတယ်လို့ကျွန်တော်ကယူဆမိပါတယ်ခမကားထွက်တော်မယ်ဆိုတော့ရှိုးလေးထုတ်လိုက်ပါဦးမယ်ကျွန်တော်နှာခေါင်းလေးလဲရလို့နှာခေါင်းလေးလဲဒီလိုလေးထိုးလိုက်တယ်ဗျနော် ဒါအိုက်ဇာမမြင်တွေ့ရမယ်ကြုံတွေ့ရမယ်အရာကဘာလဲဆိုတော့ကျွန်တော်တောင်နေပြူတဲ့ချင်းဆိုရင်အာနိုင်ဝတ်တနိုင်လောက်ကိုကြက်ခီးကြန့်ကြတယ်ပေါ့နော်ဒါကတော့ဒီပေတောင်ပေါ်ဒေသတွေမှာအမြဲကြုံတွေ့ကြုံထားရှိတဲ့ဖြစ်ရည်တစ်ခုကိုပြောပြချင်းဖြစ်ပါတယ်ခမညာ ိုင်စောတော့ရောက်ပြီပေါ့နော်အခုတော့ကျွန်တော်က Viber Con ရောက်ပြီပေါ့နော်ဟာကျွန်တော်ဝါကနေစီးမယ်ဆိုရင် Power House ကနေအိမ်ထိသွားမယ်ဆိုတော့ Bus ခါက300ကုန်ပါ Sorry Taxi ခါ300ကုန်မယ်ဒေါ်ပူရနေကျွန်တော်အိမ်ကိုသွားမယ်ဆိုရင်300ကုန်မယ်ပေါ့နော် taxi fee တော့အကုန်မဲ့ဆိုတော့ကျွန်တော်တက်တောင်ဆိုပြီးမှအာ civil ကနေ civil ကျွန်တော် shortcut ရှိရ shortcut ကနေကျွန်တော်50 50နဲ့ပေါ့နော်ကျွန်တော် taxi စီးလိုက်တယ်ပြီးတော့ Vivacon ရောက်မယ်အခုတော့ကျွန်တော် Vivacon Vivacon ကိုရောက်နေတယ်ပေါ့နော်ဒါကျွန်တော်အရင်ဗီဒီယိုမှာပြပေးထားခဲ့တဲ့ Vivacon နေရာပေါ့နော်ဒါဆိုရင် 7day 7 day long 7 day school ပေါ့နော် college ဆရာကျွန်တော်အခု Vivacon ကိုသွားမယ် Vivacon ကနေတဆင်း အာကျွန်မတို့ပြန်လာတော့မယ်ဆိုတော့ကျွန်တော်ဂျန်ဖိုင်သွားတဲ့ vlog လေးကတော့အာအတော်ခရီးနဲ့ဒါအပြန်အင်ကိုပြန်နေတဲ့ခရီးလေးကို ကျွန်တော်အမှတ်တရအာမှတ်တမ်းလေးထားချင်လို့ကျွန်တော်ကအာခရီးလာဖြစ်ပါတယ်နောက် vlog တွေမှာလည်းကျွန်တော်ကိုအာချက်ပြီးအပိချဖို့ညွှန်လင့်ပါတယ် Hello see you guys bye bye